ဒီကိုဝင်ဖြတ်ချတဲ့အခါမှာတိတ်ဆုံးသွားတဲ့ဂရိတွေရဲ့ရုပ်လောင်းတွေကိုတိတ်တိတ်ချာချာပါကင်ပိတ်ပြီးတော့အေးရိုက်ပြီးတော့အေးကမ်းပါတဲ့ကားလေးပေါ်ကိုတင်ဆောင်သွားတာပဲဖြစ်တယ်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြမယ်ဖြစ်ရမယ့်အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံ MPMC ကံလေးဆိုတဲ့ဒီမျိုးမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမယ့်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့2014 2015 9ခုနှစ်လောက်ကဖြစ်ခဲ့တဲ့ဖြစ်ရပေါ့နော်ဒီဘက်ခေတ်ထဲမှာပဲဖြစ်တာလည်းဖြစ်ပါတယ်အဲအဲ့ဒီ မြို့မှာဆိုလို့ရှိရင်စက်ယုံတွေများစွာရှိတယ်ဗျာဒီနေဘက်ကသူတွေဆိုလို့ရှိရင်အဲ့ဒီမြို့မှာရှိတဲ့ဒီစက်ယုံတွေမှာတွားရောက်ပြီးတော့အလုပ်လုပ်ကြတဲ့သူတွေရှိကြတယ်များသောအားဖြင့်ကတော့မိခလေးတွေများတယ်လို့လည်းသိရတယ်ဗျာပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့ညီမပြည်သားတွေလည်းရှိမှာပေါ့နော်အဲ့ဒီစက်ယုံတွေမှာအဖြစ်စဉ်ကတော့ဒီနေ့မှာတော့ဒီ amphimistian လေဆိုတဲ့မြို့မှာနေတဲ့အဲမိမပေါ်လို့သူမျိုးသမီးတယောက်ကနေပြီးတော့မှရဲစခန်းကိုတိုင်ကြားစာတစ်ဆောင်ပေးပို့လာတယ်ဗျာဒီစာထဲမှာရေးထားတာကတော့ ဒီ MP Messi ကြံလေးဆိုတော့ဒီမျိုးပေါ့နော်လမ်းနံပါတ်ဘလောက်ဘလောက်မှာစီကံတခန်းရှိတယ်ပေါ့နော်အဲ့ဒီစီကံမှာလလောက်ကင်နေတဲ့အဲ ဒီစေကန်းပိုင်ရှင်ဆရာဝန်မရဲ့အမိကတော့မော်ဖော်ထစ်လို့ခေါ်ပြီးတော့တရားမဝင်ကိုဝင်ဖျက်ရှားတဲ့အလုပ်တွေကိုလောက်ကန်ဆောင်ရွက်နေပါတယ်။တွားရောက်ပြီးတော့စစ်စစ်ဆောင်ရွက်ပေးကြပါဆိုပြီးတော့အဲ့လိုမျိုးဒီတိုင်းစာတစောင်းမြို့မှာရဲစခန်းကိုပေးပို့လာတယ်။ကျွန်တော်တို့ညီမပြည်ကရဲတွေကတော့မပြောတတ်ဘူးပေါ့နော်။ထိုင်းကရဲတွေကအခုလိုမျိုးတိုင်းကြားစာရပါမယ်လေ။ရဲတွေကအတင်းအာမကြီးပေါ့နော်။ဒီတိုင်းကြားခံရတဲ့နေရာကိုဝင်ရောက်စစ်စစ်မေးမြန်းမှုတွေလောက်တာမျိုးတွေမရှိဘူးဗျ။အရင်ဆုံးရဲတွေကအယက်သားဟန်ဆောင်ပြီးတော့အဝေးကနေ ီးတော့လေးလာမှုတွေလုပ်တယ်ပေါ့နော်အဲ့လိုမျိုးလေးလာမှုတွေဒီစေကန်းကိုလုပ်နေတဲ့ဒီအချိန်တော်တွင်းထဲမှာပေါ့နော်စေကန်းကိုအမျိုးသမီးအကြီးငယ်ဝင်လိုက်ထွက်လိုက်လုပ်တာတွေတော်တော်များများတွေ့ရတယ်ပေါ့နော်အမျိုးသမီးအကြီးငယ်ဆိုတာကတော့အိမ်တော်တဲ့အမျိုးသမီးကြီးတွေပြီးတော့အပြိုအရွယ်အမျိုးသမီးငယ်တွေပေါ့နော်အဝင်ထွက်များစွာလုပ်တာကိုရဲတွေကသတိထားမိတယ်နောက်တစ်ချက်ကတော့စေကန်းအနောက်ဘက်ကနေပြီးတော့ဒီကျွန်တော်တို့အသားငါးတင်တဲ့ဒီအေးကန်းပါတဲ့ကားတွေဟာဆိုလို့ရှိရင်၃ရက်တစ်ကြိမ် လေးရက်တစ်ချိန်လောက်ပေါ့နော်စီကန်းအနောက်ဘက်ကိုဝင်ဝင်သွားတာကိုရဲတွေကဇီထားမိတယ်။ဒါနဲ့ရဲတွေကကိုယ်ဝင်ဖြတ်ချပေးနေတယ်ဆိုတော့ဒီစီကန်းကိုထိထိရောက်ရောက်နဲ့ အမှုမှန်ပေါ်တော့ဖန်းစီနိုင်ရေးအတွက်ပေါ့နော်ကိုဝင်9လလောက်ရှိနေတယ်တကယ်ရဲမေစစ်စစ်တယောက်ကိုအရသားဟန်ဆောင်ပြီးတော့အဲ့ဒီစီကံတွေကိုဝင်ရောက်ပြီးတော့လေးလာခိုင်းနေပေါ့နော်ဒါနဲ့ရဲမေကလည်းစီကံတွေကိုဝင်ရောက်ပြီးတော့ဒီစီကံမှာအကြီးဆုံးဖြစ်တဲ့ဆီယမမော်ကော်ထင်းနဲ့တွေ့ဆုံပြီးတော့ပေါ့နော်ဒီကိုဝင်ဖြတ်ချမဲ့အကြောင်းတွေကိုတိုင်းမင်းဆွေးနွေးကြတာပေါ့အဲ့ဒီခါမှာရဲမေပြောတာကသူ့မှာကိုဝင်9လရှိနေပြီပေါ့နော်သူ့မျိုးသားနဲ့လည်းလက်ရှိမှာကကွဲနေတယ်အဒီကလေးကိုမွေးမဲ့ဆိုလို့ရှိရင်အခက်အခဲတွေများစွာလည်းရင်ဆိုင်လာရနိုင်တယ်ပေါ့နော်ဒါကြောင့်ဒီမှာဒီကလေးကိုဘယ်လိုချေ င်ကိုဖျက်ချပေးနိုင်လားဆိုပြီးတော့ဆရာမမော်ဖော်တက်ကိုအဲ့ဒီရဲမေကအဆောင်ပြီးအဲ့လိုမျိုးပြောလိုက်တာပေါ့နော်အဲ့ဒါဆရာမမော်ဖော်တက်ကလည်းဒီကိစ္စတွေအားလုံးကိုသူတာဝန်ယူပြီးတော့လောက်ကန်ဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုဝင်ဖျက်ချကအနေနဲ့ကတော့ဘန်ဝင်9000ယူတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောလိုက်တယ်ပေါ့နော်အဲ့တော့9000ဆိုတာကလည်းအဲတော်တော်လေးကိုမှ ရရဲ့ထဲမှာပါတယ်ပေါ့နော်။ဒါနဲ့ရဲမေကလည်းဆံမပြောတဲ့9000ကတော့လက်ရှိကျမရဲ့လက်ထဲမှာမရှိသေးဘူးပေါ့နော်။ကျမကိုအချိန်တစ်ပတ်လောက်တော့ပေးဒီတစ်ပတ်တော့တွင်ထဲမှာကျမငွေ9000ရှာလို့ရတာနဲ့ချက်ချင်းလာပြီးတော့ကိုဝင်ဖြတ်ချမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့စီကံတွေကနေပြီးတော့ပြန်ထွက်လာလိုက်တယ်။ရဲမေဆိုတော့လေရဲစခန်းကိုသူသွားပြီးတော့ဗောနော်သူလေးလာတွေ့ရှိသမျှအချက်လက်အားလုံးကိုရဲစခန်းမှာရှိတဲ့ရဲရာရှိတွေကိုသူကတင်ပြလိုက်တယ်ရဲစခန်းကရဲရာရှိကြီးတွေကလည်းအဲ့ဒီ စေကန်းကိုဒီရဲမေတယောက်တည်းလွတ်ပြီးတော့လေးလာခိုင်းနေတာတော့မဟုတ်ဘူးအပြင်မှာလည်းရဲတွေအပါဝင်တခြားအဖွဲ့အစည်းတွေများစွာနဲ့အစ်စစ်လေးလာမှုတွေလုပ်နေတာတွေလည်းရှိတယ်ပေါ့နော်ဒီစည်းကမ်းမှာဆီယာမစုစုပေါင်း9ယောက်ရှိပြီးတော့မော်ဖော်ထစ်ပါအပါဝင်ဆီယာမအားလုံးအားဆိုလို့ရှိရင်ဆီယာဝင်လက်မှတ်ရထားတဲ့ဆီယာဝင်စစ်စစ်တွေပဲဖြစ်တယ်ပေါ့နော်ဆီယာဝင်ဆီယာမစစ်စစ်တွေဖြစ်ပြီးတော့ဘာကြောင့်အတိတ်တဆိတ်ကိုဝင်ဖြတ်ချရတဲ့တရားမဝင်အလုပ်ကိုလုပ်ရတာလဲဆိုရင်တော့အဖြေကတော့ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဒါငွေငွေအရာကောင်းလို့ပဲဖြစ်ပါတယ် ရဲတွေကလိလချက်အရာတရားဥပဒေနဲ့မကိုက်ညီတဲ့ကိုယ်ဝင်ဖျက်ချပေးတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပေးနေတဲ့စေကန်းဆိုတာကတော့သိရပြီမသိရသေးတာကတော့စေကန်းအနောက်ဘက်ကနေပြီးတော့အေးကန်းပါတဲ့ကားတွေ လဲပေါ့နော်ဝင်လိုက်ထွက်လိုက်လုပ်နေပြီးတော့တင်တင်သွားတယ်ဒီအထုပ်တွေဟာဘာထုပ်တွေလဲဆိုတာကိုသိရဖို့အတွက်ဆက်လက်ပြီးတော့လေ့လာလိုက်တယ်ဗျာဒီချိန်မှာသိလိုက်ရတာကတော့လုံးဝကိုအန်ဝတ်ဆရာကောင်းစွာနဲ့ပဲဒီကိုဝင်ဖြတ်ချတဲ့အခါမှာသိဆုံးသွားတဲ့ဂရိတွေရဲ့ရုပ်လောင်းတွေကိုတိတ်တိတ်ချာချာပါကင်ပိတ်ပြီးတော့အေးရိုက်ပြီးတော့အေးကန်းပါတဲ့ကားလေးပေါ်ကိုတင်ဆောင်သွားတာပဲဖြစ်တယ်ဗျာ နောက်ဆုံးမှာတော့ရဲတွေကဒီစည်းကမ်းနဲ့ပတ်သက်ပြီးတော့အထောက်အထားခိုင်ခိုင်လုံလုံနဲ့တပ်တည်နေတဲ့ကွာရရှိသွားတဲ့အခါမှာတော့ဗောနော်စည်းကမ်းမှာတာဝန်ယူလောက်ကန်ဆောင်ရွက်ပေးနေတဲ့ဆီယာမတွေအားလုံးကိုဖမ်းဆီးလိုက်တယ်။အဲ့ထဲမှာအဲခေါင်းဆောင်ရင်းဖြစ်တဲ့ဆီယာမမော်ပေါ်တစ်ကိုရဲတွေဖမ်းဆီးလိုက်တဲ့အချိန်မှာသူ့မေးမြန်းမှုတွေလုပ်တယ်ဗောနော်။ဒီမေးမြန်းတဲ့အခါမှာဆိုလို့ရှိရင်မော်ပေါ်တစ်ရဲ့ဒီဖြေကြားချက်တွေမှာဗောနော်သူကဒီအလုံးနဲ့ပတ်သက်ပြီးတော့နောင်တရချင်းလုံးဝရှိပုံမပေါ်ဘူးတဲ့ဒီအခက်အခဲဖြစ်တဲ့သူတွေအကူအညီတောင်းလို့အဲသူတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းကူညီပေးရတာဖြစ်တယ်ဗောနော်။ဒါကြောင့်သူ့အနေနဲ့ ဲဒီအလုံးနဲ့ပတ်သက်ပြီးတော့နောင်တရခြင်းလည်းမရှိသလိုဂုံလည်းဂုံယူရဲဆိုပြီးတော့အဲ့လိုမျိုးတော့မှသူကပြန်ဖြေလိုက်သေးတယ်ပေါ့နော်ပြီးတော့သူ့စည်းကမ်းကိုကိုဝင်လာဖျက်ချတဲ့သူပါဆိုရင်တနေ့ကိုအနည်းဆုံး10ရောက်ရဲ့အထက်မှာရှိတယ်ဆိုပြီးတော့လည်းပြောတယ်ဗျာ10ရောက်အထက်ဆိုတာကတော်တော်လေးကိုမှများတဲ့ပမာဏထဲမှာပါတယ်ပေါ့နော်ဒီကိုဝင်လာပြီးတော့ဖြတ်ချတဲ့သူတွေထဲမှာဆိုလို့ရှိရင်ဒေမယားတွေစိတ်သူကိုတူနဲ့လာရောက်ပြီးတော့ဖြတ်ချတဲ့အတွဲတွေပါဝင်သလိုသမီးစားချစ်သူတွေဘုစကူဒူးပြီးတော့နောက်ဆုံးကိုဝင်ရရတဲ့အခါမှာမမွေးကျင်လို့လာဖြတ်ချတဲ့ ဲ့အတူတပိုင်းအိုတပိုင်းတွေလည်းပါတယ်ပေါ့နော်အဲ့ဒီမျိုးမှာကလည်းစက်ယုံတွေများတဲ့အခါကျတော့သမီးသားစုစုစုံတွဲတွေလည်းများတာလည်းပါမယ်လို့ထင်ပါတယ်ဗျာဒီဖြတ်ချလိုက်တဲ့ဒီခလေးတွေရဲ့အလောင်းတွေကိုသူကပြပကိုတင်ဖို့တယ်ဗျာအစိကန်ရဲ့ဒီအနောက်ဘက်ကိုလာလာတဲ့တဲ့အေးကန်ပါတဲ့ကားတွေရသလိုရှင်ဒီကိုဝင်ဖြတ်ချတဲ့အခါမှာသိဆုံးရတဲ့ခလေးတွေရဲ့အလောင်းတွေကိုလာတဲ့တာဖြစ်တယ်အဲ့ဒီအလောင်းတွေကိုသူကပြည်တွင်းပြပမှာမှာယူတဲ့သူတွေကိုဒါပို့ဆောင်ပေးရတာလည်းဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဗျာ ဆရာမမော်ဖော်တဲ့ကသူရဲ့ဒီပြောပြချက်မှာပေါ့နော်ဒီအစာပိုင်းမှာတော့ဒီကလေးတွေကိုသူကရောင်းချဖို့အစီအစဉ်မရှိဘူးတဲ့ဒီနောက်ပိုင်းမှာကလေးအလောင်းတွေဝယ်တဲ့ဒီမောင်ကိုဈေးကွက်နဲ့စိတ်ဆက်မိပြီးတော့ပေါ့နော်ကလေးတယောက်ကိုဘန်းဝေ၄000ခွဲရတယ်ဆိုလို့တဲ့အခုလိုမျိုးတည်တည်ချာချာထုတ်ပိုးပြီးတော့ပေါ့နော်အေးရိုက်ပြီးတော့တင်ဖို့ရောင်းချခြင်းဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဗျာတော်တော်စိတ်ဝင်စားတဲ့အပဲပေါ့နော် ဘလို့လူတွေအများဆုံးဝယ်လဲဆိုရင်တဲ့ဒီကံပွင့်လက်ပွင့်စီးပွားတက်အစီရင်လို့ဖို့အတွက်ပေါ့နော်ဒီအောင်လန်းဆရာသမားတွေကများစွာမှာယူပြီးတော့ဝယ်ရတဲ့ဖြစ်တယ်လို့သိရတယ်ဗျအဲကျွန်တော်တင်ဆက်ပေးနေတဲ့ပရာလောကဖြစ်မှန်ဗီဒီယိုလေးပြီးတော့ဆရာမော်ဘလာရဲ့ဗီဒီယိုတွေတဲမှာဆိုလို့ချင်းအမြဲတမ်းဒီကြားပူးကြပါနေမယ်ကုမထောင်နဲ့ဆိုတာပေါ့နော်ဒီကုမထောင်နဲ့ဆိုတာကတော့ကလေးနဲ့ပဲဖြစ်တယ်ဒီကလေးနဲ့ဒီပြုလုပ်တဲ့နေရာတွေမှာဆိုရင်လည်းဒီကိုဝင်ဖြတ်ချပြီးတော့တည်ဆုံးသွားတဲ့အစိမ့်တွေသေးသွားတဲ့ကလေးတွေရဲ့ဒီဝိညာဉ်တွေကိုစီရင်ပြီးတော့ဒီပြုလုပ်ကြရတယ်ဖြစ်တယ်ဗျဒါက ါတော့အနည်းဆုံးကျွန်တော်ရဲ့မိတ်ဆွေတွေမြင်တော့ကျွန်တော်ပြောပြတာဖြစ်တယ်ပေါ့နော်အဲဒါနေမကပဲねကျွန်တော်တို့မသိတဲ့တခြားအစီအရင်နဲ့လုပ်တဲ့နေရာတွေမှာလည်းအသုံးပြုကြတာတွေလည်းရှိတယ်ဗျာဟုတ်ကဲ့ပါနောက်ဆုံးမှာတော့တရားဥပဒေနဲ့မကန့်ညီတဲ့ကိုယ်ဝင်ဖျက်ချတဲ့အမှုတွေကိုလောက်ကန်ဆောင်ရွက်ပေးနေတဲ့ဆရာမမော်ဖော်ထစ်ကိုထောင်တန်းတတ်တတ်ကြွန်းချမှတ်လိုက်ပြီးတော့သူနဲ့အပေါင်းဖော်လောက်ဖော်ကိုင်ဖက်ဆရာဝန်ဆရာမတွေကိုတော့အနှစ်40စီအတီးတီးထောင်တန်းချမှတ်တတ်တယ်လို့သိလိုက်ရတယ်ဗျာ အကိုဝင်ဖြတ်ချတဲ့အလုပ်ဆိုတာကလည်းကျွန်တော်တို့ဒါလူတက်မှုပဲပေါ့နော်ဒါခလေးငယ်တွေကိုတက်ဖြတ်ကြတယ်တူတူပါပဲအဲကြောင့်တို့ကကိုလက်ရှိမှာလည်းလောကကဖေးတဲ့ပြည်တံကိုခံရပြီးတော့နောင်ဘဝရောက်ရင်လည်းဝေစီငရဲကိုသွားရောက်ပြီးတော့ခံစားရအောင်မှာဖြစ်တယ်ဗျအတော်လေးကိုမှကြောက်စရာကောင်းတဲ့လုပ်ရပေါ့နော်တို့ဒီလုပ်ငန်းကိုလုပ်နေတာဆိုလို့ရှိရင်ညစ်တယ်တော်တော်ကြာပြီပေါ့နော်နောက်ဆုံးမှသာဖန်ဆင်းမိတာလည်းဖြစ်တယ်ဗျတနေ့ကို အနည်းဆုံး၁၀ရောက်အထက်မှာရှိတယ်ဆိုတော့တို့နှစ်နဲ့ရှိပြီးတော့ဒီကလေးတွေကိုတတ်နေတဲ့အခါကျတော့တို့ကိုချမှတ်တဲ့ပြစ်ဒဏ်ဟာနဲတောင်နဲနေသေးတယ်လို့လည်းကျွန်တော်တို့ဆိုလို့ရတယ်ပေါ့နော်။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့ဖြစ်ရလေးကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီအကြောင်းအရာလေးကိုလည်းဆုံးဖြတ်အောင်နားဆင်ခံစားပေးကြတယ်။တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။